episode 8ရဲ့အစမှာတော့အာစာလားဆိုပြီးတော့မေးလိုက်ကအာစာကလည်းဟုတ်တယ်ဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့သူတို့လည်းမတွေ့ရကြပြီဖြစ်တဲ့အာစာကိုဖတ်ခါငိုလိုက်ပါတဲ့အဲဒီအချိန်မှာတော့ကောင်မလေးကလည်းမင်းမင်းမငိုရဘူးလို့ပြောတဲ့အချိန်မှာတော့အာစာကလည်းဒီကောင်မလေးကသူ့ကိတ်ခဲ့တဲ့ကလေးလေးဆိုတာကိုသိသွားပါတယ်အဲဒီနောက်တွေ့ရတာဝမ်းသာပါတဲ့ငါကအာစာလီပင်မှာလို့ပြောလိုက်တဲ့အချိန်မှာတော့ Alice ကလည်း Elia နဲ့အဲ့ဒါကနင်းရဲ့ကိုလေးဆိုပြီးပြောလိုက်ပါတယ်နောက်ကံမှာတော့ Alice ကအာစာကိုမင်းအင်းနဲ့အစာကိုတိချစားရဲ့လပိန်လိုက်တာကုသနေသေးဆိုတဲ့ဟာကတော့ပျောက်သွားပြီလား ထပ်ပြီးတော့ဖြစ်လာနိုင်သေးတာလို့မြင်လိုက်တဲ့အချိန်မှာတော့အဆင်ပြေသွားပါပြီ။အဲဒီနောက်အလျန်တို့ဒီဘက်လာခဲ့အဲဒါကပပနဲ့မှမညမိန်ဟင်တိုင်းပြောတဲ့ကိုလေးဆိုပြီးပြောလိုက်ပါတယ်။အာစာကလည်းညီမလေးကိုတီးခွင့်ရတဲ့အတွက်ပြောပါတယ်လို့ပြောလိုက်ပါတယ်။အဲဒီနောက်ဖြစ်ပျက်ခဲ့တဲ့အကြောင်းတွေကိုပြောလိုက်တဲ့သူတို့ကယုံကြည်ရတယ်ဆိုတာဒီပေမဲ့ဆလီဗီးယားရဲ့အကြောင်းကိုမပြောရဘူးလို့ခဲ့တဲ့သူတို့အနေနဲ့တောင်ပေါ်ကနေပြုတ်ကျလာကမတိစိတ်ကနေမှော်သုံးပြီးတော့ကန်ကောင်းပြီးတက်ရှင်လာတဲ့ဒါပြီးလို့ရှိရင်ထက်စီယာနဲ့တွေ့ကအလျန်တို့တိုင်းပြီမှကုသမှုကိုခံယူရဲဆိုပြီးတော့ပဲပြောပြလိုက်ပါတယ်။အဲလစ်ကလည်းအာစာကိုအဲ့ဒီယာ ာကတက်ပြီးပေါ်လာနိုင်သေးလားလို့မေးလိုက်တဲ့အချိန်မှာတော့အာစာကလည်းစိတ်မပူပါနဲ့အဲ့ဒါကမန္တာကိုရတာဆိုတဲ့အတွက်စိတ်မတည်ငြိမ်ဖြစ်ပြီးတော့ရတာအဲဒါကြောင့်မလို့အဆင်ပြေသွားမှာပါဆိုပြီးတော့ပြောလိုက်ပါတယ်အာစာရဲ့စိတ်ထဲမှာတော့သူတို့ကိုမပြောနိုင်တဲ့အတွက်စိတ်မကောင်းဖြစ်ပေမဲ့ငါအနေနဲ့ပိုမတန်မလာခင်အထိပြောပြလိုက်လို့ရှင်ရင်အန်ဒီရဲ့များလို့နဲ့ဆိုပြီးပြောလိုက်ပါတယ်အဲဒီအချိန်မှာတော့ရေကလည်းအာစာကိုမင်းအနေနဲ့အဲ့တငယ်ချင်းတွေကိုဘယ်ကရခဲ့တာလဲလို့မေးလိုက်တဲ့အချိန်မှာတော့အာစာကလည်းသူ့အနေနဲ့သွားတဲ့လမ်းမှာမန္တာဘေးစတိုင်တွေက သူ့ရဲ့အမေကတေကန်ကြီးဖြစ်နေတယ်ပြီးတော့တေသွားက သူ့အနေနဲ့ဒီကောင်လေးကိုခေါ်လာတာဆိုပြီးပြောလိုက်ပါတယ်အဲဒီနောက်သူ့ရဲ့နာမည်ကို Slevy ဆိုပြီးပါမိတ်ဆက်ပေးလိုက်ပါတယ်အဲဒီနောက် Ray ကလည်းမင်းအနေနဲ့မန္နာကိုပဲဆင်းရောက်နေပြီလေလို့မေးလိုက်တဲ့အချိန်မှာတော့ Alice ကလည်းအခုမှရောက်လာတဲ့အာသာကိုဘာလို့မလုပ်လဲလို့မေးလိုက်တဲ့အချိန်မှာတော့သူကလည်းသူ့ရဲ့သားနဲ့အတူရှင်ကြည့်ခြင်းလို့ပါဆိုပြီးပြောလိုက်ပါတယ်ဒီနောက်အာသာကလည်း Ray ကိုအခုချိန်မှာဘာလို့နေလဲလို့မေးလိုက်တဲ့အချိန်မှာတော့ Ray ကလည်းအဖေကအခု Helestia Action House မှာနှီးပြအနေနဲ့လှုပ်တင်နေရဆိုပြီးပြောလိုက်ပါတယ်အဲဒီနောက်သူ့ရဲ့မန္နာကိုအဆင့်ကိုမေးလိုက်တဲ့အချိန်မှာတော့လွန်ခဲ့တဲ့နှစ်ကလိမ္မော်ရောင်အရင်ရောက်သွားတာ တာဆိုပြီးပြောလိုက်ပါတယ်မန္တာရီကအောက်ဆုံးကနေအမြင့်ဆုံးထိရှိပြီးတော့အနည်းဆုံးကအနက်ဒါပြီးတော့အနီးလိမ်မော့အဝငွေဖြူဆိုပြီးတော့ရှိရဆိုပြီးပြောလိုက်ပါတယ်ဒါပြီးတော့အဲ့ဒီတခုချင်းစီမှာလည်းအရင်ပုံမှန်အဖြော့ဆိုပြီးတော့30ရှိရဆိုကပြန်ပြီးတော့ရှင်းပြလိုက်ပါတယ်အရင်နောက်အာစာကလည်းသူက argument တရားတယောက်ဆိုတော့လေ့ကျင့်တာမှန်ပေမဲ့အဆင့်ပါတတ်သွားရတယ်လို့ဆိုပြီးတော့တွေးလိုက်ပါတယ်အရင်နောက်အာစာကိုဘယ်ဆင့်ရောက်ပြီလဲလို့မေးလိုက်တဲ့အချိန်မှာတော့အာစာကလည်းအနီးဖြော့လို့ဖြစ်လိုက်တဲ့အချိန်မှာတော့ချီရွယ်กว่าမကြခင်ငါ့ကိုမီးရောမယ်မဟုတ်လားဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့သူ့ရဲ့ညီမလေးကပါလိုက်ပြီး ভিডিও কপিলাই পারে အချိန်မှာတော့ Alice ကလည်း Eleanor ရဲ့အရှိမအဲ့လိုရိုင်းတဲ့ဇကားတွေမပြောဘူးတော့ပြောလိုက်တဲ့အချိန်မှာတော့သူ့ဖေကလည်းတင်နေပါတယ်ဒါပေမဲ့လည်း Alice ကတော့မရပဲချီးပဲချီးပဲဆိုပြီးတော့ပြောနေပါတယ်ချိန်တော့ Ree ကလည်းကဲထားပါကွာခြံတော့မှာသွားပြီးတော့လက်ရည်ဆန်းကြအောင်ဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာတော့လူတချို့က Ree ကရေမင်းရဲ့သားကအသက်ရှင်သေးရဲ့ပေါ်ဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာတော့ Ree ကလည်းအရာက Vincent ပဲဆိုပြီးတော့သူ့ကိုမိတ်ဆက်လိုက်ခါဘက်ကတော့ Vincent ရဲ့အမျိုးသမီးဖြစ်တဲ့ Darby ဟာအိနောက် Astra ကလည်းသွားမိတ်ဆက်လိုက်ခါဟိုဘက်ကတော့ Lily ကမင်းနဲ့ရွယ်တူလောက်ဖြစ်မယ်ဆိုပြီးတော့ ောလိုက်ပါတယ်အဲ့နောက်လိုင်လီယာလို့ခေါ်တဲ့ကောင်မလေးကလည်းတွေ့ရတာဝမ်းသာပါတယ်ဆိုကဆယ်လီဗီကိုပဲကြည့်နေတာကိုတော့တွေ့မြန်မှာပဲဖြစ်ပါတယ်ရီကလည်းသူတို့အိမ်ကိုမဖြက်စီခင်သူကိုအရင်ပြောကြလိုက်အောင်ဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီနောက်သူတို့အနေနဲ့အနောက်ဖက်မှလက်ရည်ဆံဝယ်လို့လို့ရလာဆိုပြီးတော့မေးကသူတို့အနေနဲ့လက်ရည်ဆံဖို့တော့သွားပါတယ်ဗင်စင်တယောက်ကတော့တေချာရဲ့လားဒီကလေးက၈နှစ်ထဲနဲ့အနီးဖြောဆင်းကိုရောက်နေပြီဆိုတာအဲလစ်ကလည်းအာဆာကအရင်ကတည်းကတင်းယူတက်မြောက်တာမြန်ချောင်းကိုပြောပြလိုက်ပါတယ်အဲ့ဒီချိန်မှာတော့ X-ray Academy ကျောင်းကအကောင်လေးတွေတောင်းမှန်ရင် ်12နှစ်လောက်မှအနီးဖြော့အဆင့်ကိုရောက်မလို့ပဲရှိသေးတဲ့ဒါတော်မှန်ရင်ပါရမီရှင်တွေကိုပဲပြောထားသေးတာဆိုပြီးတော့ပြောလိုက်ပါတယ်ဒီချိန်မှာတော့သူရဲ့မိမာကလည်းထိုင်ကြည့်ဖို့ပဲပြောလိုက်ပါတယ်အဲဒီနောက်သူတို့နှစ်ယောက်ကလည်းစတင်တိုက်ခိုက်ဖို့လုပ်ကြကစတင်တိုက်ခိုက်ကြတဲ့ချိန်မှာတော့တယောက်နဲ့တယောက်အချင်းချင်းဖြစ်နေကတစ်ချက်မှာတော့အလက်ကိုဝင်တိုက်ခံလက်ကသူအနေနဲ့အတိလုတော့မယ်ဆိုတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်အဲဒီချိန်မှာတော့သူအနေနဲ့ argument တာပြပြီးမိတွေထွက်လာကအဲဒီနောက်အာစာကလည်းဒီကဘာကြီးမှာကိုနဲ့လိုက်တဲ့ element တွေကိုရကြတဲ့ကွန်ဂျူရာတွေကတော့သူတို့ အနေနဲ့စွမ်းအားတွေကိုထိကျုပ်တာကပုံမှန်ဖြစ်တဲ့ဒါပြီးတော့တစ်ဖက်မှာကတော့ argumenter တွေ argumenter တွေကတော့သူတို့လေ့ကျင့်ပြီးတော့အဆင့်တစ်ခုကိုကျော်လွန်ပြီးမှသူတို့ရဲ့အထူးပြု element တွေကိုသိလာရတယ်ဆိုပြီးတော့ပြောပြလိုက်ပါတယ်။အရင်တော့ aster ကလည်းဒါတွေကအရင်ကဘာကခီနဲ့ဆင်တူတဲ့ခီကတော့ element လို့မဟုတ်ဘဲနဲ့ကိုတတ်မှတ်ခြင်းသလိုတတ်မှတ်လို့ရတယ်။ ငွေလာကလေးက element တစ်ခုတည်းတမခံရာကြောင့်အကြီးချင်းလို့ပေမဲ့အဓိကကလုံးလာစိုက်ဖို့ပဲဒါကတနည်းအားဖြင့်ပြောရရင်ဒီကဘာမှ argument နဲ့ဆင်တူတယ်ဆိုတာပဲဆိုပြီးပြောလိုက်ပါတယ်ငါအနေနဲ့ဒီကဘာကိုရောက်တဲ့အချိန်မှကံကောင်းခြင်းတွေများကြီးရခဲ့တယ်အဲ့ဒါတွေကိုစူးစီးလိုက်လို့ရှိရင်ရလက်ကတာပဲဆိုကသူ့အနေနဲ့ ray ကိုအတိတိုက်တော့မယ်ဖြစ်ကြောင်းကိုပြောလိုက်ပါတယ်အိမ်နောက်သူ့အနေနဲ့ဆွမ်းအားတွေထွက်လာက ray နဲ့အပြိုင်ကျုံးနေတာကိုတော့တွေ့မြင်မှာပဲဖြစ်ပါတယ်သူ့အနေနဲ့အရင်ဘွားကခီးရဲ့မှန်ညာနေနဲ့သူ့ဗီရွန်နဲ့တဲ့တမ်းမအောင်လုတ်ခဲ့တဲ့အဒီနောက် ဗီဒီယိုပြောခဲ့တဲ့ကောင်းလေးမင်းကမိနဲ့ပတ်သက်ပြီးတော်တော်ကြွမ်းကျင်လာပြီပဲအဲဒါဆိုလို့ရှိရင် သူ့ရဲ့အလွန်ကိုသွားရအောင်ဆိုတဲ့ဇကားကိုမှတ်မိလိုက်ခါသူ့အနေနဲ့ဆွမ်းအားတစ်ခုကိုတော့ထိုးလိုက်ပါတော့တဲ့အဲဒီချိန်မှာတော့အာစတာရဲ့ပေးတဝိုင်းမှလျှက်ဆက်လို့ရာရီနဲ့မိုးရိုးပြည့်စလို့ဖြစ်ကသူ့အနေနဲ့ပေးဘက်ဝင်ကျင်တွေကိုမိလောင်တိုက်သွင်းနေတာကိုတော့မြင်ရမှာပဲဖြစ်ပါတယ်အဲဒီချိန်မှာတော့ဟိုကောင်တွေကလည်းဒါကအစ်စ်မြင့်မိမော်ပဲဆိုပြီးပြောလိုက်ပါတယ်အဲဒီနောက်သူ့အနေနဲ့ရေကိုကထိန်းချုပ်ပြီးတော့တိုက်ခိုက်ပြလိုက်တာကြောင့်သူတို့လည်းအန်အော်ကြီးပြီးရင်အန်အော်နေရတာကိုတော့တွေ့မြင်ရမှာပဲဖြစ်ပါတယ် အဲ့ဒီချိန်မှာတော့တကယ်ကိုမိုက်တဲ့ကွယ်ပဲမင်းနေနဲ့ဘယ်ချိန်တော့တင်ခဲ့တာလဲလို့ရေးကမေးလိုက်တဲ့ချိန်မှာတော့အာစာကလည်းတိတ်မကြသေးပါဘူးဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီချိန်မှာတော့သူတို့ကလည်းဒီကလေးကတာမန်မဟုတ်ဘူးပါရမီရှင်ပဲဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီနောက်ညစာချတဲ့ချိန်မှာတော့ရေနေစုမင်းကမင်းရဲ့တာမဒီလောက်တောက်ပါတဲ့အနာကဲရှိနေတာဆိုတာသိနေတာလားဆိုပြီးပြောလိုက်တဲ့ချိန်မှာတော့အင်းသိတာပေါ့တစ်ချိန်လုံးပဲသူသုံးတဲ့ကာကလေးကမနာခုကိုစဝင်ကလေးကပေါ်ဆိုပြီးပြောလိုက်တဲ့ချိန်မှာတော့ဟိုကောင်လေးကလည်းလန့်သွားပါတယ်အဲ့ဒီနောက်သူ့ရဲ့ตาကို X-ray ကတိမှထားတဲ့နေဆိုပြီးပြောလိုက်တဲ့ ဲ့ချိန်မှာတော့ဟုတ်တယ်ယောက်ျားကမူးနေပေမဲ့သူပြောတာမှန်တယ်ဆိုပြီးတော့သူ့မိမကဝင်ပြီးထောက်ခံလိုက်ပါတယ်အဲဒီချိန်မှာတော့သူအနေနဲ့အားစတယ်ဆိုလို့ရှိရင်ထောက်ပေးမယ်ဆိုပြီးပြောတဲ့ချိန်မှာတော့သူအနေနဲ့အများကြီးကူညီရခဲ့ပြီးပြီးတခုတောင်မှရင်ကလေးကျောင်းစီကောဆိုတော့ Alice ကအဆင်ပြေပါမလားဆိုပြီးမေးလိုက်တဲ့ချိန်မှာတော့ရပါတယ်ဆိုပြီးပြောလိုက်ခါသူအနေနဲ့အခုမှရှင်းနေပဲရှိနေရတော့ဆိုပြီးတော့ Alice ကထပ်ပြောလိုက်ပါတယ်အဲဒီချိန်မှာတော့ Vincent ကလည်းသူ့အနေနဲ့ကျောင်းအောင်ကြီးနဲ့တည်တာကြောင့်တရားရေးစကားပြောကြည့်မယ်လေဆိုပြီးပြောလိုက်ပါတယ်အဲဒီချိန်မှာတော့အစားကလည်းသူ့အတွက်ပြောနေတာဆိုလို့ရှိရင်သူ့ ်ချက်ဝင်ပြောလို့ရမလားသူအနေနဲ့အခုမှမိသားစုနဲ့ပြန်တွေ့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့လို့ပြောလိုက်တဲ့အချိန်မှာတော့ပြင်းစင်ကလည်းဟုတ်တာပဲငါနေနေလောသွားတယ်ဆိုပြီးပြောလိုက်ပါတယ်အဲဒီအချိန်မှာတော့အာစာကလည်းလက်ဤဆံဝဲကစင်နာထက်ပိုပင်မန်းတာကြောင့်သူအနေနဲ့အနားယူလိုက်ပါဦးမယ်ဆိုကထွက်သွားပါတယ်အရင်တော့သူလည်းထွက်သွားကနောက်ကနေလိုက်လီယာကခေါ်လိုက်ပြီးတော့အဲဘက်ကိုသွားလို့ရှိရင်မြေရောက်ထမလမ်းပြောက်သွားလိမ့်မယ်လို့ဆိုပြီးပြောလိုက်ပါတယ်အဲဒီအချိန်မှာတော့သူ့ရဲ့နောက်ကိုလိုက်ခဲ့ဖို့အတွက်အာစာကိုခေါ်လိုက်ပါတယ်အရင်တော့သူအနေနဲ့အလုသမာတရားကိုလောက်သွားကအဖွားကြီးကလည်းအိုရမင်းကငါတို့စိုက် ထားတဲ့မြက်တွေကိုမီးရှို့လိုက်တဲ့ကောင်လေးပဲဆိုပြီးတော့ဆားလိုက်ပါတယ်။အဲဒီနောက်ဒီမသူကပိုလွတ်လပ်တဲ့ပုံဖြစ်နေတာကြောင့်သူရဲ့မုံစံစင်မှန်ကဒါရားဆိုပြီးတော့အာစာကတွေးလိုက်ပါတယ်။အဲဒီချိန်မှာတော့အစီကံတန်ရာကကောင်မလေးကလည်းတခင်မလေးအနေနဲ့သူ့အနေနဲ့စိတ်ဖိစီးမှုများတိုင်းဒီကိုလာလေးရှိတယ်။သူရဲ့အဖေနဲ့အမေဖြစ်ချင်းချင်းနဲ့ဆန်တာကသူ့ရဲ့မော်နိုးထလာဖို့ပဲသူလည်းဖြစ်ချင်ပါတယ်လေ။ဒါပေမဲ့အဲ့ဒါကထင်တဲ့အတိုင်းသူ့တော်တော်ဖီးယားများမှာပေါ်ဆိုပြီးတော့ပြောလိုက်ပါတယ်။အဲဒီနောက်သူတို့မိသားစုလေးလည်းအာစာပြန်ရလာတာကြောင့်အလွမ်းတင်နေပြီးတော့သူတို့လည်းအာစာကိုနား ခိုင်ကိုလုံလိုက်ပါတယ်။အိမ်နောက်အဲလစ်ကလည်းသူ့ရဲ့နာခက်ကရှက်တတ်တဲ့အရွယ်ရောက်နေပြီပေါ့ဆိုတဲ့အချိန်မှာတော့အာစတာလည်းမတက်နိုင်တော့ပဲထားပေးလိုက်ရပါတယ်။အိမ်နောက်ရီကလည်းဗင်စင်ပြောတာကသားကိုဖြစ်စင်ခြင်းလို့ပါဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့ Okay ပါသားတည်ပါတယ်။ဒီကလူတွေကကျွန်တော်ပုံမှာမကောင်းတဲ့စိတ်မရှိဘူးဆိုတာကိုပေါ့ဆိုပြီးပြောလိုက်ပါတယ်။အိမ်နောက်သူ့အနေနဲ့မိတ်ဆွေအောင်နေတဲ့ပြန်တွေကအာစတာတော်တော်လေးကြီးလာတာပဲဆိုပြီးတော့အားလုံးကလည်းသူ့ကိုဝိုင်းပြီးတော့မိတ်ဆက်ကြပါတယ်။အဲဒီနောက် Jasmine ကလည်းအာစာရဲ့ခန္ဓာကိုယ်လေးကိုစစ်ဆေးကတောင်းပန်ပါတယ်။အာစတာငါမားတာခွင့်လွှတ်ပါဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့ ောက်ကလူတွေပါမျက်ရည်ဝဲသွားပါတယ်။အဲဒီနောက်ဂျက်စမင်တို့ဖွဲ့ကလည်းသူတို့သွားခဲ့တဲ့ခရီးကြောင်းကိုပြောနေကအာစတာကလည်းငါအနေနဲ့ဒီခါတန်ထိုက်ကိုမပြောနဲ့စပင်နိုင်ငံရဲ့အကြောင်းကိုတော့မသိသေးဘူး။ငါအနေနဲ့ဒီလိုမျိုးအကြောင်းတွေတီးဖို့ဆိုလို့ရှိရင်စွန့်စားသူတယောက်ဖြစ်လာရမယ်။ဒါပေမဲ့ဆိုကဒီပိုင်းလေးကတော့ဒီမှာတင်ဆုံးသက်ထားပါတယ်။